ဂျပန်ဖိုက်တာမူကစီတိုကိုအမှတ်နဲ့ရှုံးနေသွားခဲ့တဲ့ရေချမ်းဘရိတ်တမြလုံးဝမင်္ဂလာပါဗျာမန်ချက်စတာဖော်ဆင်ကနေပြန်လည်ကြိုးလိုက်ပါရင်လက်ရှိကျင်းပအနေနဲ့1 Friday Fight ပွဲစဉ်မှာတော့မြန်မာဖိုက်တာစူပါရေချမ်းဟာဂျပန်ဖိုက်တာမူကစီတိုကိုအမှတ်နဲ့ရှုံးနေသွားခဲ့ရပြီဖြစ်ပါရင်ရေချမ်းအနေနဲ့ဒီပွဲမှာနင်းစနစ်မမှန်နဲ့ချင်းကပ်ခဲ့ပေမဲ့ပါဝါချင်းကွာခဲ့တာကြောင့်ရှုံးနေခဲ့တယ်လို့ပဲပြောမှာဖြစ်ပါရင်ဒွယ်လုံးတိုင်းနာရပထမအချိန်မှာသူမသားကိုမသားရှိခဲ့ပေမဲ့ဒုတိယအချိန်နဲ့တတိယအချိန်မှာတော့မူကစီတိုကတိတိတသာသာရခဲ့ပါရင်ရေချမ်းအပွဲစကားကကွာဝေးကိုထိန်းကစားလာခဲ့ပြီးအခွင့်အရေးရရတယ်လို့ဖျောက်လက်သေးတယ်ပေးထားနိုင်ခဲ့ပါရင် မကစီတို့ကလည်းရေချမ်းကိုချုပ်ပြီးတတောင်ရိုက်ဒူးတိုက်ဖို့လုပ်ပေမယ့်မြန်မာဖိုက်တာကလည်းအသွားပြန်မှာအမှမခံခဲ့ပါဘူး။တခြားတစ်ချက်မူကာရဲ့အမြင့်ဒူးတိုက်ချက်တွေကိုမြင်တွေ့ခဲ့ရပေမယ့်ရေချမ်းရဲ့ချက်ကောင်းကိုမထိမှန်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်စွာရေချမ်းရဲ့ပညာဝိုက်လက်သေးတွေကလည်းမူကာစီတို့ကိုထိပါတယ်။ဒုတိယအချိန်မှာလည်းရေချမ်းကအကွာအဝေးကိုထိန်းကစားပြီးမူကာစီတို့ကတော့အတင်းပူပြီးပွဲပြတ်ဖို့လုပ်ပါတယ်။မူကာစီတို့ဟာရေချမ်းကိုချုပ်ပြီးတတောင်ရိုက်ချက်ဒူးတိုက်ချက်တွေပေးနေပေမယ့်ရေချမ်းကလည်းတတောင်နဲ့ပြန်ထောက် body shot တွေပေးပါတယ်။နောက်ဆုံးအချိန်မှာတော့ရေချမ်းတယောက်တက်လုံကြာဆင်းလာခဲ့ပြီး မူကာစီတိုကလည်းပွဲကိုအပြည့်အပြည့်ကိုကြိုးစားခဲ့တယ်လို့ရေချမ်းကလည်းကတ်ကိုလုံအောင်ကာကာမာကောင်းပြခဲ့ပါတယ်။မူကာစီတိုရဲ့အမြင့်ဒုတိုက်ချက်တွေကိုလည်းမြင်တွေ့ခဲ့ရပေမဲ့ရေချမ်းကိုနော်တောင်းချတဲ့အထိတော့ဖြစ်ခဲ့ပါဘူး။ပထမအချိန်မှာမူကာစီတိုရဲ့နောက်ဘက်ကိုထိုးတက်ထားခဲ့တာကြောင့်သတိပေးခံထားတဲ့ရေချမ်းကြောင့်နောက်ဆုံးအချိန်မှာလည်းထပ်ပြီးတော့သတိပေးခံရပါတယ်။ပွဲကြည့်ပြီးဆုံးတဲ့အထိအနိုင်ရှုံးမပေါ်ခဲ့တာကြောင့်အမှတ်ပေးဆုံးဖြတ်ခံရမှာအမှတ်ပေးတိုင်းသုံးစလုံးကမူကာစီတိုကိုနိုင်ပေးခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာ။ဗီဒီယိုလေးကတော့လောက်ပါမယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေခင်ဗျာ။